ဒီကနေ့ကျွန်တော်တို့တင်ဆက်ပေးချင်တာကတော့ American သမ္မတဒေါ်နယ်ထရန့်ရဲ့ရဲရင်ပြတ်သားတဲ့ကြေညာချက်တစ်ခုနဲ့ဒီကြေညာချက်ဟာရုရှားသမ္မတဗလာဒီမာပူတင်အတွက်ဘယ်လိုမျိုးအိမ်မက်ဆိုးတစ်ခုဖြစ်စေခဲ့လဲဆိုတာနဲ့ရုရှားယူကရိန်းစစ်ပွဲရဲ့အခင်းအကျင်းတစ်ခုလုံးကိုဘယ်လိုမျိုးပြောင်းပြန်လှန်ပစ်နိုင်တဲ့အစွမ်းရှိနေတယ်လဲဆိုတာပါပဲအခုချိန်မှာဗလာဒီမာပူတင်တကယ်ကြောက်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီစစ်ပွဲမိကရုရှားပြည်ရင်းကိုပြန်ကူးဆက်လာမှာနဲ့ရုရှားရဲ့အထက်တန်းလှော်တွေကရှေ့တန်းမှာသူတို့စစ်တပ်ဘလောက်တောင်အခြေအနေစိုးနေလဲဆိုတာကိုအမှန်တိုင်းသိရှိသွားမှာကိုပါပဲ။ ကဲအခုတော့တမရထရန့်ရဲ့ဂျင်နာချက်အစ်တကြောင့်အဲ့ဒီအကြောင်းတရားဟာတကယ်လက်တွေ့ဖြစ်လာတော့မှာပါအမေရိကန်ပြည်ထောင်စုဟာယူကရိန်းကိုရုရှားပြည်ရင်းနက်ဆိုင်တဲ့နေရာတွေထိထိုးဖောက်ဝင်ရောက်ပြီးဒုံးကျည်တိုက်ခိုက်မှုတွေပြုလုပ်နိုင်ဖို့အတွက်ထောက်လန်းရေးသတင်းအချက်လက်တွေပံ့ပိုးကူညီတော့မယ်လို့ထရမ့်အစိုးရကတရားဝင်ကြေညာလိုက်တာပါဒီလိုအဆင့်မြင့်ထောက်လန်းရေးကူညီတွေရရှိတာနဲ့မြားယူကရိန်းဟာရုရှားရဲ့အဓိကစစ်ရေးနဲ့စီးပွားရေးပြတ်မှတ်တွေကိုပိုပြီးတိကျသွားချိန်ရွယ်တိုက်ခိုက်နိုင်တော့မှာဖြစ်ပါတယ်ဒါဟာယူကရိန်းရဲ့ဒရုန်းတွေကြောင့်အကြီးအကျယ်ဒုက္ခရောက်နေပြီးသားဖြစ်တဲ့ ရုရှားရဲ့ရေနံစက်မှုလုပ်ငန်းအတွက်ကြီးမားလာတဲ့ပြဿနာကြီးတစ်ခုဖြစ်လာတော့မှာပါ။ဒရုန်းတွေကအပျက်စီးကိုဖြစ်စေတယ်ဆိုပေမဲ့အမေရိကန်ရဲ့ထောက်လန်းရေးအကူအညီနဲ့ပြက်ခတ်မဲ့တိကျတဲ့ဒုံးကြီးတွေကတော့အရာအားလုံးကိုပြောင်းလဲခါသွားအောင်အပီးတိုင်ဖြတ်စည်းပစ်နိုင်ပါတယ်။ရေနံချက်ဆက်ယုံတွေစီရေးခြေကန်အဆောက်အဦတွေနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေဟာအခုဆိုရင်ယူကရိန်းရဲ့လက်လန်းမီတဲ့ပြစ်မှတ်တွေဖြစ်လာပါပြီ။ဒီသတင်းကြောင့် Kremlin နန်းတော်ကတော့မပြောင်းမရွှင်ဖြစ်နေမှာအသေးကြပါပဲ။သူတို့ရဲ့မကျေနပ်မှုကိုပြသဖို့အတွက် Dimitri Medvedev ကို ိယာကနှုတ်ပြီးဒေါသတကြီးပြန်လဲခြေပပြောဆိုဖို့အတွက်ပြင်ဆင်နေလောက်ပါပြီ။ဒါပေမဲ့ချင်းချောက်တာကလွဲလို့ရုရှားလုံနိုင်တာတိတ်မြများဆာဆာမရှိပါဘူး။သူတို့လုံနိုင်တာကကဘာကြီးကိုချင်းချောက်အကြက်ကင်တာပဲဖြစ်ပါတယ်။ဒါကြောင့်လဲပူတင်ဟာခြာနိုပိုင်းကိုတိုက်ခိုက်တယ်။နျူကလ িয়ার ဆက်ရုံတွေကိုတိုက်ခိုက်ပြီးဟေးငါ့ကိုလာမရှုံနဲ့ဆိုပြီးကဘာကြီးကိုသတိပေးနေရတာပါ။စစ်မြေပြင်မှာအနိုင်မရမှန်းတိတော့သူဟာအကြက်တဲရောက်နေတဲ့ခေါင်းဆောင်တိုင်းလို့တို့လိုပဲအယူတယောက်လိုယူကျင်အောင်ဟန်ဆောင်နေရပါတယ်။ ဒါဟာစည်ရေးအားအားနဲ့ချက်ကိုဖုံးကွယ်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာချိန်ချောက်မှုကိုအသုံးပြုနေရတဲ့ခေါင်းဆောင်တစ်ဦးရဲ့အခြေအနေပဲဖြစ်ပါတယ်။ကဲဒီဗီဒီယိုမှာတော့သမရဒေါ်နယ်ထရန့်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်နဲ့ဒီဆုံးဖြတ်ချက်ရဲ့ Ukraine Russia Ukraine စစ်ပွဲပေါ်တက်ရောက်မှုတွေအားလုံးကိုကျွန်တော်တို့အသေးစိတ်လေ့လာသုံးသပ်သွားမှာပါ။ပထမဆုံးအနေနဲ့သမရထရန့်ကဘာကြောင့်ဒီဆုံးဖြတ်ချက်ကိုခြားခဲ့တာလဲ။ဘာကြောင့်အခုလိုအချိန်မှမှခြားခဲ့တာလဲဆိုတာကိုစဉ်းမြစ်ကနေစလိုက်ကြရအောင်ပါ။ ဒီအကြောင်းကိုနားလည်ဖို့ကျွန်တော်တို့လွန်ခဲ့တဲ့ရက်အနေငယ်ကိုနောက်ပြန်သွားကြည့်ရပါမယ်။မနေ့ကပဲသမ္မတထရန့်ပြောကြားခဲ့တဲ့မိန့်ခွန်းတစ်ခုမှာဒီကိစ္စနဲ့ပတ်သက်တဲ့သဲလွန်စာတွေအများကြီးပါဝင်နေပါတယ်။ထရန့်ကပူတင်နဲ့တွေ့ဆုံမှုအကြောင်းကိုပြန်ပြောပြရမှာအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။ကျုပ်တို့အလက်စကာမှာတွေ့ခဲ့ကြတယ်။ကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုရခဲ့တယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်။ပြီးတော့သူပြန်သွားပြီး KF မြို့ကို drone တွေလွတ်လွတ်တိုက်တော့တာပါပဲ။ကျွန်တော်ကတော့ပြောလိုက်တယ် ငါတို့ကြားမှာကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်လို့ငါထင်ခဲ့တာလို့ဒီစကားတွေကနေထရန့်ဟာပူတင်ရဲ့ဂရိကိုကိုမယုံကြည်တော့တဲ့အပြင်ရုရှားရဲ့လှည့်စားမှုပေါ်စိတ်ပြတ်ဒေါသထွက်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်ဒီလိုတအူးချင်းယုံကြည်မှုပြပြမှုဟာအခုလိုပြင်းထန်တဲ့စစ်ရေးဆုံးဖြတ်ချက်ချမှတ်ဖို့အတွက်အဓိကတွန်းအားဖြစ်ခဲ့ပါတယ်ဒါအပြင်သမ္မတထရန့်ဟာရုရှားဘက်ကနျူကလ িয়ার စစ်ပွဲချိန်ချောက်မှုနဲ့ပတ်သက်ပြီးလဲသူ့ရဲ့ပြတ်သားတဲ့တုံ့ပြန်မှုကိုဆက်လက်ပြောကြားခဲ့ပါတယ်မကြသေးခင်ကရုရှားကကျောက်တို့ကိုနည်းနည်းချိန်ချောက်လာတယ် ါနဲ့ကျွန်တော်ကနျူကလ িয়ার ရေကုန်သင်္ဘောတစ်စင်းကိုချက်ချင်းလွှတ်လိုက်တယ်။ဒါဟာကမ္ဘာပေါ်မှာအသေးအပြောက်အများဆုံးလက်နက်ပဲ။သူ့ဘက်ကလူတစ်ယောက်တကယ်ကိုအုံနောက်ရှိတဲ့ကောင်တစ်ကောင်ကနျူကလ িয়ার ဆိုတဲ့စကားလုံးကိုတုံးထုံးလာလို့ကျွန်တော်ကရေကုန်သင်္ဘောတစ်စင်းဒါမှမဟုတ်နှစ်စင်းပေါ့လေ။ရုရှားကန်ရက်ဘက်ကိုရွှေ့ထားလိုက်တယ်။သတိထားတဲ့အနေနဲ့ပေါ့။ဘာလို့လဲဆိုတော့ဒီစကားလုံးကိုရှောက်ပြောနေတာကိုကျုပ်တို့ကလက်ပိုက်ကြည့်နေလို့မဖြစ်ဘူးဆိုပြီးပြောလာပါတယ်။ခင်ဗျားတို့တွေကတချို့ရိတ်မိပြီးသားဖြစ်လောက်တဲ့အတိုင်းတမနာထရန့်ပြောတယ်အုံနောက်မရှိတဲ့ကောင်ဆိုတာကတော့ ရုရှားရဲ့ထိပ်တန်းယာရှိတအူးဖြစ်တဲ့ရုရှားသမ္မတဟောင်းလက်ရှိရုရှားလုံခြုံရေးကောင်စီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒီမီထရီမတ်ဒီဗက်ပါပဲ။သူမှာရုရှားရဲ့အကောင်းဆုံးဗောက်ကာဝယ်ယူသူဆိုတဲ့ဂုဏ်ပုဒ်တစ်ခုလည်းရှိပါသေးတယ်။တကယ်ပြောတာပါ။ဒီနျူကလ িয়ার ချိန်ချောက်မှုနဲ့ပူတင်ရဲ့ယုံကြည်မှုဖောက်ဖျက်မှုတို့ဟာထရမ့်ကိုပြင်းပြင်းထန်ထန်ဒေါသထွက်စေခဲ့ပြီးနောက်ဆုံးမှာတော့ရုရှားပြည်တွင်းတိုက်ခိုက်ရေးအတွက်ထောက်လန်းရေးပံ့ပိုးမှုပေးဖို့ဆုံးဖြတ်ချက်ကိုခိုင်မာစွာချမှတ်စေခဲ့တာပဲဖြစ်ပါတယ်။အခုတော့ဒီမီထရီမတ်ဒီဗက်ဟာခါတိုင်းလိုပဲ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို Twitter မှာထပ်ပြီးတော့တုံ့ပြန်လိုက်ပြန်ပါပြီ။သူ့ရဲ့ပြောစကားတွေကရုရှားအတွက်အထောက်အကူဖြစ်မယ်လို့တော့ကျွန်တော်မထင်ပါဘူး။အဲ့ဒီအစားနိုင်ငံတကာအတိုင်းအဝိုင်းကရုရှားပေါ်အမြင်ဆိုးလာဖို့ပိုဖြစ်စေပါလိမ့်မယ်။ Medvedev ဟာဒီခါမှာတော့နျူကလ িয়ার ရင်ကုန်သင်္ဘောများဆိုတဲ့အကြောင်းတစ်ခုအကြောင်းရေးသားခဲ့ပါတယ်။သူကထရန့်ဟာရုရှားကမ်းခြေကိုပါလွတ်ခဲ့ပါတယ်ဆိုတဲ့ရင်ကုန်သင်္ဘောတွေအကြောင်းထပ်ပြောနေပြန်ပြီလို့ဆိုပါတယ်။ပို့ပြီးတော့လောင်မြောင်တဲ့စကားနဲ့သူကအဲ့ဒီတင်မောတွေကကောင်းကောင်းပုံးနေတယ်လို့လည်းအခိုင်အမာပြောနေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ် သူ့ရဲ့လောင်ပြမှုရဲ့ထုတ်ထိပ်ကတော့နမကြီးနမကြီးစကားပုံကိုအသုံးပြုပြီးပြောခဲ့တာပါ။မောင်မဲနေတဲ့အခန်းထဲကကြောင်နဲ့တကောင်ကိုရှာရတာခက်တယ်။အထူးသဖြင့်အဲ့ဒီကြောင်ကအခန်းထဲမှာမရှိရင်ပေါ့တဲ့။ရုရှားလုံခြုံရေးကောင်စီဥက္ကဋ္ဌတယောက်အနေနဲ့နျူကလ িয়ার ရင်ကုန်တင်မောတွေအကြောင်းဒီလိုဟာသလုပ်နေတာဟာတိတ်တော့မသိတော့ပါဘူး။ဒီလိုပြောဆိုမှုမျိုးဟာနျူကလ িয়ার စီရဲချိန်ချောင်းမှုကိုပေါ့ပေါ့တန်တန်သဘောထားရရောက်ပါတယ်။ဒါပေမဲ့အချိန်နဲ့အဖြစ်မှန်ကတော့ပိုပြီးချက်စရာကောင်းပါလေ။မဒီဗက်ဟာရင်ကုန်တင်မော့တွေအကြောင်းဟာသလုံနေတဲ့အချိန်မှာ သူ့နိုင်ငံရဲ့ရင်ကုန်တင်မောတစင်ကစပိန်ကန်ရန်အလွန်မှာလောင်စာစီယိုစိတ်မှုဖြစ်ပြီးရေပေါ်မှာပြင်ဆင်မှုအတွက်ဆွဲတင်မောတစင်ကိုအကူအညီတောင်းနေရတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ရုရှားကတခြားအရာတွေလိုပဲဒီရင်ကုန်တင်မောကလည်းလူဝုံလယ်မှာပျက်စီးပြိုကွဲနေတာကိုမြင်တွေ့နေရပါတယ်။ဒါဟာရုရှားရဲ့စစ်ရေးဆွဲရေးအမှန်တကယ်ကြာဆင်းနေတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။မက်ဒီဖက်ရဲ့မှတ်ချက်တွေနဲ့တမ်ရာထရန့်ရဲ့နောက်ဆုံးလိုရက်ကဓာတ်ရိုက်ပတ်သက်မှုရှိတယ်မှာရှိမှာပါ။ ဒါပေမဲ့ Medivac နောက်တစ်ခါဒေါသထွက်ပြီးစကားတွေထပ်ပြောနေလောက်ပြီးဆိုတာကိုသိရတာကတော့ Trump ရဲ့လုပ်ရဟာ Kremlin နန်းတော်ကိုတကယ်ကိုနာကျင်စေပါတယ်ဆိုတာကိုတတ်သိပြနေတာပဲဖြစ်ပါတယ်။မနေ့ညကထွက်ပေါ်လာခဲ့တဲ့အကြီးမားဆုံးအရေးပါဆုံးကြေညာချက်ကတော့ American ပြည်ထောင်စုက Ukraine ကို Russia ပြည်ရင်နှဆိုင်တဲ့နေရာတွေထိထိုးဖောက်တိုက်ခိုက်နိုင်မဲ့ဒုံးကျည်တွေအတွက်ထောင်လန်းရေးသတင်းအချက်အလက်တွေပံ့ပိုးပြီးတော့မှဖြစ်ပါတယ်ဆိုတဲ့အချက်ပါပဲ။ ဒီဆုံးဖြတ်ချက်ဟာယူကရိန်းရဲ့စစ်ပွဲဗျူဟာကိုလုံးဝပြောင်းလဲသွားစေနိုင်တဲ့အရေးပါတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပါတယ်။ဒါဟာရုရှားယူကရိန်းစစ်ပွဲမှာအလွန်ကြီးမားတဲ့တက်ရောက်မှုရှိလာတော့မှာပါ။ဘာကြောင့်လဲဆိုတော့ယူကရိန်း drone တွေကရုရှားရင်တန်းချက်စစ်ရုံတွေကိုတိုက်ခိုက်နေပြီးသားဖြစ်ပေမဲ့အမေရိကန်ထောက်လှမ်းရေးသတင်းအချက်အလက်တွေနဲ့ပြစ်ခတ်မဲ့ဒုံးကြီးတွေကတော့ဒီကစားပွဲကိုလုံးဝပြောင်းလဲပြစ်တော့မှာမလို့ပါပဲ။ဒီဆုံးဖြတ်ချက်ဟာအလွန်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒါဟာအမေရိကန်ကပထမဆုံးချိန်တရားဝင်လှုပ်ဆောင်တာ ဖြစ်ပြီးဒီလိုလှုပ်ဆောင်မှုဟာတနိုင်ငံနဲ့လည်းမဟုတ်ပါဘူး။ အမေရိကန်ရာရှိတွေဟာတခြား NATO နိုင်ငံတွေကိုလည်းအလားတူအစ်မြင့်ထောက်လန်းရေးအကူအညီတွေပေးဖို့တိုက်တွန်းနေပါတယ်။ဒါဟာ NATO တစ်ခုလုံးကယူကရိန်းကိုကူညီပြီးရုရှားကိုအကြက်တဲဖြစ်စေဖို့တွန်းအားပေးနေတယ်ဆိုတော့ကြီးမားတဲ့သတင်းစကားတစ်ခုကိုရုရှားစီကိုပေးပို့လိုက်တာပါပဲ။ရုရှားအနေနဲ့သူတို့ဟာယူကရိန်းတိုင်းငံတွေကိုတိုက်ခိုက်နေတာမဟုတ်ပဲအနောက်အုပ်စုတစ်ခုလုံးနဲ့ရင်ဆိုင်နေရပြီဆိုတဲ့အသိကိုခိုင်မာစေလိုက်တာပါ။ဒီသတင်းဟာအမေရိကန်ကရုရှားနဲ့စစ်ပွဲဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေကနေတရားမဝင်နှုတ်ထွက်ကြောင်းကြေညာပြီးတပတ်အကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်ဘက်ကနေညှိနှိုင်းမှုတွေကနေနှုတ်ထွက်ခဲ့ရတာဟာအကြောင်းပဲမဟုတ်ပါဘူးရုရှားဘက်ကတကယ်တမ်းညှိနှိုင်းနေတာမဟုတ်ပဲယူကရိန်းလုံးဝရှုံးပေးဖို့ကလွှဲရင်ဘာကူမှလက်မခံတဲ့အတွက်ဆွေးနွေးပွဲတွေဟာအချိန်ဆွဲနေပြူဟာတစ်ခုသာဖြစ်နေခဲ့ပါတယ်ဒါကြောင့်ပဲအမေရိကန်ကညှိနှိုင်းမှုတွေကနေနှုတ်ထွက်ခဲ့ပြီးအခုသမ္မတထရန့်ကပုံမပြင်းထန်တဲ့လမ်းကြောင်းတစ်ခုကိုပြက်ပြက်တားတားရွေးချယ်လိုက်တာပါဒါဟာမဟာဗျူဟာမြောက်ထောင်လန်းရေးပံ့ပိုးမှုဟာစစ်ပွဲကိုမြန်မြန်ဆန်ဆန်အဆုံးသတ်စေဖို့အတွက်အမေရိကန်ရဲ့စိတ်ပိုင်းဖြတ်မှုကိုပြသလိုက်ခြင်းပဲဖြစ်ပါတယ် ဒီနေရာမှာဒုံးကျည်တွေကဘာကြောင့်ဒီလောက်တောင်ရေးပါလဲဆိုတာကိုကျွန်တော်ရှင်းပြခြင်းပါတယ်။ခမားလူတွေကတချို့ကနေ့တိုင်းရုရှားရင်နဲ့ချက်စစ်ရုံတွေမီးလောင်နေတဲ့ပုံတွေကိုမြင်နေရတော့ယူကရိန်းကတိုက်ခိုက်နေပြီသားပဲ။ဘာလို့ဒုံးကျည်တွေကဒီလောက်ထူးခြားနေရတာလဲလို့တွေးမိနိုင်ပါတယ်။ယူကရိန်းတို့ရဲ့လက်ရှိ drone တိုက်ခိုက်မှု view ဟာကိုလေ့လာကြည့်ရင်သူတို့ဟာထိပ်ဖူးတက်ဆင်ထားတဲ့ drone တွေနဲ့ရုရှားရဲ့ရင်နဲ့ချက်စစ်ရုံတွေကိုတိုက်ခိုက်နေပါတယ်။ဒီလိုတိုက်ခိုက်မှုတွေဟာပျက်စီးမှုတွေရှိပေမဲ့အကန့်အသတ်နဲ့သာရှိပါတယ်။ဥပမာအနေနဲ့ပြောရရင် drone တစ်စင်းက ဂျီနန်ချက်ဆက်ယုံကိုတိုက်ခိုက်တာဟာကားတစ်စီးရဲ့ရေတိုင်ကြီးကိုကြောက်ခဲတစ်လုံးနဲ့ပြစ်ပေါက်လိုက်သလိုပါပဲ။ပျက်စီးမှုကဖြစ်ပေမဲ့အဲ့ဒီအပိုင်းကိုရက်တပတ်အနေငယ်ဒါမှမဟုတ်လအနေငယ်အတွင်းမှာပြန်လည်ပြင်ဆင်လို့ရပါတယ်။ဒါပေမဲ့ဒီနီဗျူဟာမှာရေရှည်ပြဿနာတစ်ခုကတော့ရုရှားအတွက်ရှိပါတယ်။ဒီဆက်ယုံတွေကိုနောက်နိုင်ငံထုတ်ပစ္စည်းတွေနဲ့တိစောက်ထားတာဖြစ်ပြီးပိတ်ဆို့မှုတွေကြောင့်အဲ့ဒီအပိုပစ္စည်းတွေကိုရုရှားကအလွယ်တကူမရနိုင်တော့ပါဘူး။ဒါကြောင့်ယူကရိန်းကသာဒရုန်းတွေနဲ့အကြိမ်ကြိမ်ထပ်တိုက်ခိုက်နေမယ်ဆိုရင်ရုရှားမှာပြင်ဆင်မှုအပိုပစ္စည်းတွေကုန်ခန်းသွားမှာပါ။ ဒါပေမဲ့အဲ့ဒီအချိန်တွေကိုရောက်ဖို့ကအချိန်ယူရပါအောင်မယ်။ဒီနေရာမှာ American ရဲ့ထောင်လိုင်းရဲ့အကူအညီနဲ့ဒုံးကျည်တွေဝင်ရောက်လာတာကကစားပွဲကိုလုံးဝပြောင်းလဲပစ်တော့မှာပါ။ရေနံချက်ဆက်ရုံကိုဒုံးကျည်နဲ့တိုက်ခိုက်တာကတော့ကားတစ်စီးရဲ့အင်ဂျင်ကိုတူကြီးကြီးနဲ့ထုရိုက်လိုက်သလိုပါပဲ။ဒီလိုတိုက်ခိုက်ခံရတဲ့ဆက်ရုံရဲ့အစိပ်ပိုင်းတွေကိုပြန်မြင်ဖို့ဟာအလွန်အချိန်ကြာမြင့်ပါလိမ့်မယ်။ဒုံးကျည်တစင်းရဲ့ပေါက်ကွဲပြက်စီးနိုင်တဲ့အချင်းဝက်ဟာ drone ထက်အစာပေါင်းများစွာပိုကြီးပါတယ်။ဆိုလိုတာကတိုက်ခိုက်မှုတစ်ကြိမ်နဲ့ ယူကရိန်းဟာရေနံချက်ဆက်ယုံတစ်ခုရဲ့အရေးကြီးဆုံးအရေးကြီးတဲ့အစိတ်ပိုင်းပေါင်းများစွာကိုတပြိုင်တည်းဖျက်ဆီးနိုင်ပါတယ်။တခါတည်းမှာတော့ဆက်ယုံတစ်ခုလုံးကိုအစကနေပြန်လဲတိဆောက်ရနိုင်ပြီးဒါဟာလနဲ့ချီဒါမှမဟုတ်နှစ်နဲ့ချီပြီးကြာမြင့်နိုင်ပါတယ်။ဒါဟာရုရှားရဲ့စီးပွားရေးနဲ့စစ်ရေးထောက်ပံ့မှုကိုအပီးတိုင်ထိခိုက်စေနိုင်တဲ့အင်အားပါပဲ။ဒါ့အပြင်ယူကရိန်းကသာရေနံချက်ဆက်ယုံတွေကိုဒုံးကျည်တွေနဲ့အဆက်မပြတ်တိုက်ခိုက်နိုင်မယ်ဆိုရင်ဒီစစ်ပွဲကမင်းတို့အင်တန်ရာရောက်ရောက်လာပြီ။ပူတင်လဲဘာမှလုံမပေးနိုင်ဘူးဆိုတော့ ရှင်းလင်းပြတ်သားတဲ့သတင်းစကားတစ်ခုကို Kremlin နန်းတော်စီကိုပို့လိုက်တာပါပဲဒီလိုပြင်းထန်တဲ့ American ဆုံးဖြတ်ချက်သတင်းထွက်ပေါ်လာတဲ့မျှရုရှားရဲ့ဝါရဖြန့်ဆက်ရန်ရာကြီးဟာအချိန်ပြည့်နဲ့လေပတ်လာတော့မှသိကြပါဗျ။သူတို့ရဲ့လက်အောက်ခံမီဒီယာတွေနဲ့အနောက်နိုင်ငံတွေကအချို့သောဝါရဖြန့်ဖြန့်ချီရေးသမားတွေဟာဒီကိစ္စကိုအကြီးအကျယ်ခြေကားပြီးပြောဆိုကြပါလိမ့်မယ်။ဥပမာအဖြစ်တက်ကာကာဆန်နဲ့ Jeffrey Sachs တို့လိုလူတွေကဒီလောက်ရကြအောင်တတိယကွာစီကြီးဖြစ်လာတော့မယ်ဆိုပြီးကြိုတင်ဟောကိန်းထုတ်နေကြပါဗျ။ ဒီနေရာမှာ Jeffrey Sachs အကြောင်းကိုအနည်းငယ်ပြန်ပြောကြပြင်ပါတယ်။သူဟာရုရှားစစ်တပ်ကယူကရိန်းနယ်စပ်မှာစစ်သားတသိန်းနဲ့ဆောင်းတိုင်းနေချိန်မှာတော့ရုရှားကဒီလောက်မိုင်မဲတဲ့အလုပ်ကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့အာမခံပြီးဟောကိန်းထုတ်ခဲ့တဲ့သူပါ။သူ့ရဲ့ခံမှန်းချက်တွေဟာယုံကြည်လက်ခံနိုင်ကြမရှိပါဘူး။ရုရှားရဲ့တုံ့ပြန်မှုအလုံးဟာချိန်ချောင်းမှုတွေပေါ်မှာပဲအခြေခံနေပါတယ်။စစ်မြေပြင်မှာမန္တကယ်စစ်ရေးအောင်မြင်မှုတွေမရနိုင်တော့တဲ့အခါစိတ်ပိုင်းဆိုင်ရာစစ်စင်ရေးကိုသာအားကိုးလာရပါတယ်။ပူတင်ဟာနျူကလ িয়ার လက်နက်တွေနဲ့ချိန်ချောက်တာ မက်တီဖက်ကိုအသုံးချပြီးဟာတာဆန်တဲ့ဇာတ်ကားတွေပြောနေတာစတဲ့နီလက်မျိုးစုံကိုအသုံးပြုနေပါတယ်။ဒါဟာငါကမင်းတို့ရဲ့စီးမျက်တွေကိုဂရုမစိုက်တဲ့အယူတစ်ယောက်ဖြစ်တယ်လို့ဟန်ဆောင်ပြီးကဘာကြီးကိုအကြက်ကင်မှုကျိုးပန်းနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့တမနာထရန့်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကတော့ဒီချိန်ချောက်မှုတွေကိုလှစ်လျူရှုပြီးစစ်ပွဲရဲ့အခြေခံအဆောက်အုံကိုဓာတ်ရိုက်ထိမှန်မဲ့လမ်းကြောင်းကိုရွေးချယ်လိုက်ပြီးဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ကျွန်တော်တို့ဒီလိုဝါဒဖြန့်မှုတွေကိုခွဲခြားသိမြင်နိုင်မှုအတွက်ရိုးရှင်းတဲ့မေးခွန်းတစ်ခုကိုအမြဲတမ်းမေးကြည့်ပါရစေ။ ဲ့ဒီမိကွန်းကတော့ခမားထောက်ခံတဲ့ဘက်ကလုတ်ခဲ့တယ်မကောင်းတဲ့အချက်တစ်ချက်ကိုပြောပြနိုင်မလားဆိုတာပါပဲစိတ်မကောင်းစရာကတော့ရုရှားကိုထောက်ခံသူတွေကတော့ရုရှားမှာဘာမှမမရှိဘူးလို့အမြဲတမ်းထင်နေကြပါတယ်သူတို့ရဲ့တွေးခေါ်ကမှန်တာမှားတာထက်ပူတင်ရဲ့စကားတိုင်းကိုဘလို့မှတန်တရားမဝင်မဲ့လက်ခံနေခြင်းပဲဖြစ်ပါတယ်ဒီလိုတစ်ဖက်သက်အမြင်တွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်ဒီနေရာမှာပူတင်အမြဲတုံးနေကြချိန်ချောင်းမှုတစ်ခုကိုပြန်လည်တုံးသက်ကြည့်အောင်ပါလွန်ခဲ့တဲ့နိုဝင်ဘာလကသမရပိုင်နံက ရုရှားထိန်းချုပ်ထားတဲ့ယူကရိန်းပိုင်နက်တွေ Crimea, Donetsk, Luhansk တို့ကို American ရဲ့တာဝေးပစ်လက်နက်တွေနဲ့တိုက်ခိုက်ခွင့်ပြုခဲ့တော့ကပူတင်ပြောခဲ့တဲ့စကားကိုနားထောင်ကြည့်ပါ။ဒါဟာနေတိုးနိုင်ငံတွေ American နဲ့ဥရောပနိုင်ငံတွေကယူကရိန်းစစ်ပွဲမှာတိုက်ရိုက်ပါဝင်လာတာကိုဆိုလိုတယ်။ဒါဟာပြည်ပခါရဲ့သဘောတဘာဝကိုလုံးဝပြောင်းလဲပစ်လိုက်မယ်။ဒါဟာနေတိုးနိုင်ငံတွေကရုရှားနဲ့ဆစ်ဖြစ်နေတယ်ဆိုတဲ့အတိတ်ပဲပဲ။အဲ့ဒီလိုသာဖြစ်လာရင်ကျုပ်တို့ဘက်ကလည်းကျုပ်တို့ပေါ်ကြားရောက်လာမဲ့ချင်းချောက်မှုတွေအတွက်တင့်တော်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်သွားမှာပါပဲ။ ူပြောခဲ့တာကအမေရိကန်သာဒီလိုတိုက်ခိုက်ခွင့်ပြုရင်အမေရိကန်ဟာရုရှားနဲ့ဆစ်ဖြစ်တာပဲလို့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့လက်တွေမှာဘာမှဖြစ်မလာခဲ့ပါဘူး။အမေရိကန်ဟာယူကရိန်းကိုဆက်လက်ကူညီခဲ့ပါတယ်။ဒါဟာယူကရိန်းမဟာမိတ်တွေကိုအကူအညီမပေးအောင်ဖိအားပေးခဲ့တဲ့နည်းပြဟာတစ်ခုသာဖြစ်ပါတယ်။ပူတင်ဟာဒီနေ့ကအလုံးမဖြစ်မှန်းသိလို့အကြိမ်ကြိမ်ဟန်ဆောင်ချိန်ချောက်နေတာပါ။အခုလည်းအမေရိကန်ရဲ့ထောင်လန်ရေးအကူအညီနဲ့ဒုံးကျည်တိုက်ခိုက်မှုပေါ်ပူတင်ကဒီလိုမျိုးပဲတုံ့ပြန်မှုအလားအလာများနေပါတယ်။ ဒီကိစ္စအလုံးမှာအဆိုးဆုံးကတော့ရုရှားရဲ့အရေးချုံမှုပါပဲပူတင်ဟာနောက်နိုင်ငံစစ်သားတွေကယူကရိန်းကိုဒုံးကျည်တွေကင်တွယ်ဖို့ကူညီရင်းစစ်ဖြစ်တာပဲလို့အော်ဟစ်နေတယ်မှာသူကိုယ်တိုင်ကတော့မြောက်ကိုရီးယားစစ်သားတွေကိုယူကရိန်းကမြောက်ကိုရီးယားဒုံးကျည်တွေကိုကင်တွယ်ခိုင်းနေပါတယ်အဲ့ဒီဒုံးကျည်တွေကယူကရိန်းရဲ့ဖျားကြောင်းတွေအိမ်တွေနဲ့ဈေးဝယ်စင်တာတွေကိုဖျက်ဆီးနေပါတယ်ဒီလိုမျိုးနိုင်ငံသားတပ်ဖွဲ့ဝင်တွေကိုအုံပြုတင်တဲ့အရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်ခြင်းဟာရုရှားရဲ့လုပ်ရက်တွေကပိုပြီးဆိုးရွားတယ်ဆိုတာကိုဖော်ပြနေပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့လာမယ့်ရက်နိုင်ငံအတွင်းမှာ ရုရှားရဲ့ဝါရဖြန့်မှုတွေကိုသတိထားကြဖို့တိုက်တွန်းပါတယ်။လက်တွေ့မှာတော့ပူတင်ဟာငြိမ်းချမ်းရေးကိုဘယ်တော့မှတကယ်မလိုချင်ခဲ့ပါဘူး။သူလိုချင်တာကယူကရိန်းတစ်ခုလုံးပါ။သူအဲ့ဒါကိုမရနိုင်ဘူးဆိုတာကိုကျွန်တော်တို့ပြက်ပြက်တာတာမပြမချင်းသူဆက်ပြီးရှေ့တိုးနေဦးမှာပါပဲ။တမရထရန့်ရဲ့ဒီဆုံးဖြတ်ချက်တွေဟာပူတင်ကိုသူအနိုင်မရနိုင်ဘူးဆိုတာကိုသိမြင်လာစေမယ့်အစတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျာ။ဒီလိုထောက်လန်းရေးကူညီရေးပေးလိုက်ခြင်းအဖြစ်ယူကရိန်းဟာစစ်ပွဲကိုရုရှားပြည်တွင်းထိဆွဲခေါ်နိုင်မှာဖြစ်ပြီး ူတင်ရဲ့စစ်ပွဲဆင်နှင်းနိုင်တဲ့ကိုတိတိတတ်တာထိခိုက်စီမှာပဲဖြစ်ပါတယ်ဒီအချိန်လေးကိုတော့ဆက်လက်ဆောင်ကြည့်သွားရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ